အားလုံးပဲမင်္ဂလာပါဆရာမလေးရဲ့စာဖတ်ပြမယ့်အစီအစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှလည်းဆရာမလေးကချီဂွေဗာရာရဲ့အထုပ်ပတ်တိစာစဉ်တွေကအခန်းဆက်စာစဉ်လေးတွေကိုဆက်ပြီးတော့ဖတ်ပြသွားမှာဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ရှင်ဒီနေ့ကတော့အခန်းခုနှစ်ပေါ့နော်နောက်ပြန်လှည့်ရန်အကြောင်းမရှိယထာဘူးတကြပါမဖြစ်နိုင်တာကိုလှောက်ကြဆို့ ခြေကွေဗာရာ1969ခုမတ်လ23တောတွင်းတနေရာတွင်အင်အား35ရောက်ရှိသောဘိုလီးဗီးယားတပ်စုတစုကိုခြေကွေဗာရာဥဆောင်သောပျောက်ကြားတပ်စုတစုမှခြုံကိုတိုက်ခိုက်ရာ ထိုဘိုလီးဗီးယားတပ်စုမှအနီးအနားတွင်တည်ရှိသော အမှတ်လေးဘိုလီးဗီးယားတပ်ရင်းမှစစ်သားတွေဖြစ်သည် အဆိုပါတပ်ဖွဲ့ကိုဥဆောင်သူမှဘိုဂျီ အော်ဂါစတိုစီဘာမူကာတိုဖြစ်သည်အဆိုပါဒေတာတဝိုက်တွင်အစိမ်းရောင်ယူနီဖောင်းဝတ်နိုင်ငံသားသားလက်နက်ကင် အုပ်စုတစုလှုပ်ရှားနေသည်ဆိုသော သတင်းရ၍ကင်းလှဲ့လာခြင်းဖြစ်သည် နိုင်ငံသားသားလက်နက်ကင်အုပ်စုမှမြည်သူမြည်ဝါမှန်းမသိသူတို့ရည်ရွယ်ချက်ကိုလည်းမသိစစ်တပ်နဲ့များကင်ဆောင်၍တော်အတွင်လှဲ့လေသွားလာနေသည်ဆိုသောသတင်းများသာတည်ထားသည် တနေ့ကင်းတောက်လှဲ့လည်နေစဉ်ကြည်ွယ်မျက်ွယ်နေရာမှ လီဘီပါလာလီဘယ်လာသွန်းနာသွန်းနာလီဟုစူးရှာသောအော်တန်ကြားလိုက်ရသည်အဆိုပါအတန်ရှင်မှာအခြားသူမဟုတ် ခြေခွေဘာရာကိုယ်တိုင်ဖြစ်သည် စပိန်ဘာသာစကားနှင့်အော်လိုက်သောအသေးပင်မှာအမျိုးသားလွတ်မြောက်ရေးအတွန့်ရှိပါစေအော်တန်ထွက်ပေါ်လာပြီးတဆက်သေးတွင်ကြီးစံတွေလည်းပြန်ဝဲလာသည် ထိုအခါမှသာသူတို့ကိုခြုံခိုဝိုင်းခံရ၍တိုက်ခိုက်နေသည်ကိုသိကြပြီး ပြန်လဲတိုက်ခိုက်ဖို့ကြိုးစားတော်လဲဝိုင်းပတ်ခံရသောတွင်မှမလွတ်မြောက်နိုင်အဆုံးတွင်ဘိုလီးဗီးယားစစ်သားတွေအလုံးလက်နက်ချကြရသည်စစ်သားတွေလက်နက်အလုံးမြေပေါ်ချပြီးသည်နှင့်ကြီးကွယ်မြက်ကွယ်နေရာများမှခြေခွေဘာရနှင့်ရဲဘော်တွေထွက်လာရာ ။ဤမှာပင်ဘိုးကြီးမူကာတို့လန့်ဖြန့်၍အံ့ဩရသည်။အင်အား35ယောက်ရှိသောသူတို့တပ်စုကိုခြုံကိုတိုက်ခိုက်သောတပုံအဖွဲ့မှ လက်တဆုပ်စာများသာရှိပြီးအဆိုပါအဖွဲ့ကိုသပင်ရှိရှိမုတ်စိတ်ပတိုင်းပွေများနဲ့အစိမ်းရောင်ကတ်အုပ်ထုပ်ဆောင်ထားသူလူတယောက်ခေါင်းဆောင်ဒီကိုတီးရသည်ဘိုလီးဗီးယားတပ်စုတစုလုံးကို လက်တဆုပ်သားတပုံအဖွဲ့မှ လုံးလုံးလျလျနှိတ်ကုတ်ခဲ့လေသည်အရေအတွက်နေပါတော်လဲခြေခွေဘာရဤဥဆောင်မှုဖြင့်ကြားကုတ်ကြားခဲတဲတဲပင်မဲတိုက်ခိုက်ကြရာသူတို့ဤကံကြမ္မာမှာအကျံပရန်ခံပျောက်ကြားတစုဤလက်ထဲတွင်ရှိကြောင်းဘူကြီးမူကာတို့သဘောပေါက်သည်၎င်းတို့ဤလက်နက်နှင့်လက်နက်ခဲရန်ရေဒီယိုနှင့်အခြားအဝတ်အထည်အပါဝင်ပစ္စည်းပစ္စယတွေကိုယူပြီးနောက်ကံကောင်းထောက်မှစွာပင် ဘိုလီးဗီးယားစစ်သားအားလုံးကိုချေဂွေဗာရာအမိန့်ဖြင့်လွတ်ငြိမ်းခွင့်ပေးလိုက်သည်လက်နက်ချစစ်သားများထံမှတံပိုးရှိသောအရာအားလုံးယူပြီးနောက်လက်နက်မရှိသော ရန်သူတို့ကိုတပ်ဖြန့်ရန်မိမိတို့မှသဘောထားမရှိကြောင်းလက်နက်ချရန်သူတို့ကိုဂုံတိုက်ခါရှိရှိနှင့်ဆက်ဆံကြောင်းဩဝါဒပေး၍လွတ်လပ်ရာ ဘိုလီးဗီးယားစစ်သားတွေကိုမသက်ပဲပြန်လွတ်သောခြေခွေဗာရာဤရည်ရွယ်ချက်နှင့်ပတ်သက်၍အငင်းပွားစရာတွေရှိနိုင်သည်ယခုလို လူသားဆန်စွာလက်နက်မဲ့စစ်သားတွေကိုပြန်လည်လွတ်လိုက်ရခြင်းရလက်အနေနဲ့ဘိုလီးဗီးယားစစ်သားချို့မှာခြေခွေဗာရာဘက်သို့ ကူပြောင်းလာက သူတို့လိုအပ်နေသောဒေတာခံတို့၏ထောက်ခံမှုရလာသည် ဆိုသော ပြောတံတွေလည်းကြားရသည် ချေကွေဗာရာဤရည်ရွယ်ချက်မြည်တို့ရှိစေကမူလက်နက်ချဘိုလီးဗီးယားစစ်သားတွေကို ပြန်လွှတ်လိုက်သောနောက်ဆက်တွဲအဖြစ်ဘိုလီးဗီးယားအစိုးရဘက်မှအကြီးအကျယ်သုံးလုံးခြောက်ခြားကချေကွေဗာရာတို့အုပ်စုလှုပ်ရှားမှုကိုဘိုလီးဗီးယားအစိုးရအနေနဲ့စိုးရိမ်တကြီးနဲ့အသေးစိတ်ထောက်လှမ်းလာသည်ချေကွေဗာရာနဲ့ပျောက်ကြားအဖွဲ့တို့၏လှုပ်ရှားမှုနဲ့ ဒီနေရာတို့ကိုသိရှိဖို့အပြင်းအထန်စ조사လာရသောအဓိကအကြောင်းတရားမှာခြေခွေဘာရပြန်လွတ်လိုက်သောဘူကြီးမူကာတူမှသူတို့တယင်းမှုထံပြန်လည်တင်ပြသောအစီရင်ခံစာကြောင့်ပဲဖြစ်သည်အင်အား35ရောက်ရှိသောသူတို့ဘိုလီးဗီးယားတပ်စိတ်ကိုပျောက်ကြားနည်းနှင့်ခြေမုံသောတဘုံအဖွဲအရေးအတွက်မှ၄၅၆ရောက်မြပင်ဖြစ်ရာ အဆိုပါအချက်ကိုအထက်သို့ပြန်လည်တင်ပြမည်ဆိုရင်သူ့အချက်သူခွဲသလိုဖြစ်နေတာကြောင့်တဘုံပြောက်ကြားအဖွဲအင်အားမှာ900နီးပါးခန့်ရှိသည်ဆိုကလိန်လေ၍ထွက်ဆိုခြင်းဖြစ်သည်ဤ၌ပင်ပျောက်ကြားတဘုံအဖွဲ900ဆိုသည့်အတွက်ကြောင့်ဘိုလီဗီးယားစစ်အာဏာပိုင်တွေကောင်းနပန်းကြီးကပျောက်ကြားတဘုံအဖွဲကိုညှိလှန်ရှာဖို့စိုင်းပြင်တော်သည် လိညာချက်ကားထားသော အချက်အလက်ကို အဟုတ်ထင်ကအဆိုပါကိစ္စကိုဘိုလီးဗီးယားသမရ ရီနေဗျာဒန်ဒီတိုဆာတိုနိုကင်တွယ်၍ တဘုံနေလှူရှားနေသောဒေတာတစ်ခုလုံးကို မာရှယ်လောချိန်ညာ၍ဘိုလီးဗီးယားမှကွန်မြူနစ်ပါတီကိုလည်းမတရားအသိဉာဏ်ရာရှာလက်အနေနဲ့ဒေတာကန်ကွန်မြူနစ်ကောင်းဆောင်42ဦးဖမ်းဆီးခံလိုက်ရခြင်းကြောင့်ဒေတာကန်ကွန်မြူနစ်တို့၏ထောက်ခံမှုရဖို့စူးစမ်းနေသောချေဂွေဗာရာ၏မျှော်လင့်ချက် အဆုံးသက်လေတော်သည် ယောက်ျားတပုံတွေဘိုလီးဗီးယားတွင်ချောင်းပိတ်ဖမ်းဖို့ထောက်လန်းရေးအကူအညီဖြင့်နေမြေတွေကိုတဖြည်းဖြည်းပိတ်ဆို့၍ခြုံလာသည်မြည်တို့ရှိစေတပုံပျောက်ကြားတွေအတွက် နောက်ပြန်လှည့်စရာအကြောင်းမရှိယခုတစ်ချိန်တွင်ဘူပျောက်ကြားကောင်းဆောင်ချေကွေဗာရာကို အသက်ရှင်လျက်လက်လျောက်ဖမ်းမိစေဖို့ဘိုလီးဗီးယားသမရာဤအမိတ်အာနာအာလုံးအုံချကထောင်ချောက်နေမြေအတွင် မောင်းသွင်းလာနေသည် ပစ္စည်းမဲ့သစ္စာပေါက်အကယ်၍ကျုပ်ကြသွားတယ်ဆိုရင်အဲ့ဒါတော်လှန်ရေးကြီးကြာရှုံးတော့မယ်ဆိုတဲ့အထိပယ်မဟုတ်ချီကွေဖာရာမေလာလေဘိုလီးဗီးယားစစ်တပ်၏ကျုံးသွင်းလာသောတွင်အတွင်လှုပ်ရှားရတာခက်ခဲလာသည်ကိုခြေသိနေသည်တွင်အတွင်မှဖောက်ထွက်ဖို့နီလန်တစ်ခုနှင့်တော်လန်ရေးပျောက်ကြားရဲဘော်၃ဦးကိုလွှတ်၍ ဖီဒယ်ကက်စထရိုနဲ့အဆက်အသွယ်ရဖို့စီစဉ်ရာစကမ်းမှထွက်လာသောရဲဘော်၃ဦးမှာ အာဂျင်တီးနားပကြီးစရာ စီရိုရောဘတ်တိုအာစတို ပြင်သစ်အမျိုးသားမက်ခ်စ်ဝါဒီဂျူလီယေတစ်ဒီဘရီနဲ့ဗြိတိရှအမျိုးသားကင်းထောက်ဂျော့အင်ဒရူးတို့ဖြစ်သည်ဗြိတိရှသတင်းထောက်ပါတော်လန်ရေးသတင်းသမားတွေနဲ့အတူစက်မြုပ်နေသူဖြစ်သည် ို့ပေမဲ့စခန်းမှာသူတို့သုံးယောက်ထွက်လာပြီးခီးဝေးဝေးမရောက်ပြီးစစ်တပ်စစ်ဆေးရေးဂိတ်တစ်ခုတွင် အဖမ်းခံကြရသည်ဥစွာသူတို့မြေသူမြေဝါဆိုတာကို ဖုံးကွယ်ဖို့အားထုတ်ရာ၎င်းတို့မှာတည်င်းတောက်တွေဖြစ်ပြီးယခုနေရာသို့တည်င်းရယူဖို့လာရောက်ကြောင်းစင်ကြေပေးသည်တည်င်းထောက်ဆိုင်ရာအထောက်ထားတွေကိုလည်းဂျော့အင်ဒရူးထံမှသိသိရသည် တို့ရာတွင်ကြံသုံးဦးမှာအထောက်ထားမရှိ မကြမီသူတို့နောက်ကျောင်းတွေပေါ်လာတော့မှတည်နေသည်1969ခုဇူလိုင် အထောက်ထားပြည်စုံနှင့်အကြောင်းပြနိုင်သောဗြိတိရှသတင်းထောက်အန်ဒရူးရော့ကိုပြန်လွှတ်ပေးပြီးကြံနှူးကို ရိုက်နှက်၍ထိုနှစ်တနွေလုံးနီးပါသူတို့နှူးကိုနှိပ်စက်နေမျိုးစုံနှင့်နှိပ်စက်ကစစ်ဆေးတော်သည် သို့ဖြင့်တင်း၍မခံနိုင်သည့်အစုံပြင်သစ်ကွန်မြူနစ်မှဖြောင့်ကျက်စတင်ပေးသည်ထို့နောက် American CIA လက်သို့လွှဲပြောင်းသည်မှစ၍သူတည်ထားသောသတင်းချက်လက်အလုံးပေါ်လာသည် ပကြီးဆရာ Robert Duaso အလှည့်ရောက်လာရာချီဂွေဘာရာနှင့်အခြားပျောက်ကြားရဲဘော်တို့၏ရုပ်ပုံလှတွေကို ရေးဆွဲပြရသည် ဤတွင်ပျောက်ကြားအဖွဲ့ကောင်းဆောင်မှာခြေကွေဘာရာဖြစ်ပြီးသူတို့ကြားထားသောသတင်းတွေနဲ့ပြောင်းပြန်အခုထိအသက်ရှင်နေသေးကြောင်းခိုင်ခိုင်မာမာသိလာရသည်ရောဘတ်တိုအာစတို၏ပကြီးပညာမှာဘိုလီးဗီးယားစစ်ဘက်အာဏာပိုင်တွေအတွက်တော်တော်လေးအကျိုးပြုခဲ့သည်ချီဂွေဗာရာနှင့်ပျောက်ကြားရဲဘော်တို့၏ရုပ်ပုံလွှာများအပြင်သူတို့အဖွဲ့တည်နေရာမြေပုံဆွဲ၍ပြရသည် ြစ်မှတ်ကိုမြေပုံနှင့်တကွအသေးစိတ်သိပြီးနောက်ဩဂုတ်လ6ရက်တွင်စတင်ထိုးစစ်ဆင်ရာလက်နက်ခဲယံအများအပြားသိမ်းဆည်းရသည် မော်စတာလက်ပစ်ပုံးနှင့်စက်တနက်အများအပြားအပြင်နိုင်ငံကူးလက်မှတ်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာသတင်းအချက်အလက်တွေလျှို့ဝှက်ကုန်နံပါတ်မှတ်တမ်းစာအုပ်များနှင့်အရေးကြီးသော ထောက်လန်းရေးပစ္စည်းပစ္စည်းဟာတွေကြံရိတ်ခဲ့ကြသည် ခြေခွေဘာရာနှင့်အဖွဲရောက်နေသောနေရာနှင့်ပတ်သက်၍အလုံးအလောက်သတင်းအချက်အလက်တွေရထားတော်လဲခြေခွေဘာရာကိုဖမ်းဆီးနိုင်ဖို့နောက်ထပ်အချိန်2လကြာသည်ဩဂုတ်လကုန်တွင် အခြေအနေမှာမသေးကြမရေရာမှုံဝါးဝါအနာကက်ဘိုလီးဗီးယားစစ်တပ်နှင့်ပြစ်ခတ်မှုတွေရှိတော်လဲအချိန်ကြာလာသည်နှင့်အမျှဝေးတီကောင်ပြအကြမ်းတမ်းသောတောနဲ့အတွင်ရေရှည်အသက်ရှင်တန်ဖို့ခက်ခဲလာသည် ပြေးလွားတိုက်ခိုက်နေရင် အရှိတာမီမှရောက်လာတော့တော်လန်ရေးမဲတာညာမှခြေထောက်တွင်တန်ရာရပြီးအဖျားကြည့်လာသည်တောတွင်မှ အသေးအမွှားပိုးကောင်ပိုးမွှားတွေကြိုက်သောတံကိုလည်းခံနေရသည်ဒါကြောင့်တာညာကိုစေကူတာဖို့လိုသည် မောင်မိုက်သောတောတွင်းတော်လှန်ရေးကာလအတွင်းမှတ်တမ်းမဲ့ရာအတိအကျမရှိတော်လဲထိုအချိန်တာညာမှာခြေနှစ်ရသော ကိုဝင်လွယ်ထားရသည်ဆိုသော အပြောအဆိုတွေရှိရာနှောင်းပိုင်းတွင်အဆိုပါကိစ္စကို တာညာဤစင်မျိုးသားချင်းများမှ အသေးအတန်ညှင်းပယ်ခဲ့တော်လဲခြေခွေဘာရနှင့်တာညာတို့ကိုဝင်မရသည့်တိုင်အနေဆုံးချစ်သူတွေဖြစ်ခဲ့သောအခိုင်အမာယုံကြည်ကြသည် ယခုလိုတာညာနေမကျန်းဖြစ်လာချိန်တွင်ခြေခွေဘာရအနေနဲ့စိုးရိမ်စိတ်ဖြင့်လိုအပ်သောဆေးဝါးမရရအောင် ရှာဖွေခဲ့ဟန်တူသည် အနီးနားမှရွာတရွာသို့ခြေကိုယ်ရန်ချင့်ကပ်၍လိုအပ်သောအစားအစာနှင့်ဆေးဝါးတို့ကို ရှာဖွေနေစဉ်အချိန်မှာပင်တာညာနှင့်အတူကြံခဲ့သောတော်လန်ရေးရဲဘော်တစုကိုဘိုလီးဗီးယားစစ်တပ်မှဦးတီတိုက်ခိုက်ရာကစင့်ကလျားထွက်ပြေးကြရသည် တာညာနှင့်ရဲဘော်အချို့ပါရိုရီဂရန်တီမြစ်ကိုဖျက်၍ဟိုမာဘက်တွင်ရှိသောဖာတိုဒေရာဆိုရွာသို့ပြေးဖို့ယူရချက်ဖြင့်မြစ်ပြင်ကိုဖျက်ကြစဉ်1969ခုဩဂတ်စတဲ့ဝမ်းနေကြေကွဲပွဲရာအဖြစ်ပြက်ကရိုင်ဖယ်တနက်နှင့်ဘစ်စကစ်မုတ်ထုပ်ကိုလက်နှစ်ဖက်နှင့်မြောက်ကန်၍ခါတဝက်နှင့်သောရိုရီဂရန်တီမြစ်ကိုဖျက်နေစဉ်ဘိုလီးဗီးယားတပ်ဖွဲ့ဝင်များလက်ချက်ဖြင့် တာညာနှင့်အတူ အခြားရဲဘော်တွေကြီမှန်၍ကြာဆုံးလေသည် တောတွင်တနေရာတွင် ဖြစ်ပျက်ခဲ့သော အခြေအနေအရရက်ကိုခြေလုံးဝမသိရက်အနှဲငယ်ကြာရေဒီယိုမှတဆင်တာညာတို့သတင်းကိုကြားရတော်လဲရုံ၍မရဘိုလီးဗီးယားအစိုးရ၏ဝါရဖြန့်ချီရေးလို့ပဲယူဆသည် ဘိုလီးဗီးယားနိုင်ငံကျေးလက်ဒေသတွေမှာလည်းထောက်လန်းရေးမှမဟုတ်မမှန်သတင်းတွေ ဖြန့်နေတာကြောင့်အချက်အလက်အလုံးကိုယုံကြည်၍မရ။လို့နှစ်တိုင်းခြေခွေဗားရာကိုလက်ရဖမ်းမိခြင်းမှာဘိုလီးဗီးယားစစ်တပ်၏အစွမ်းစားကြောင့်လည်းမဟုတ်။ထောက်လန်းရေးတွေတော်ရွေးကြောင့်လည်းမဟုတ်။ဒေသခံလက်သမားတို့ဦးဤသတင်းပေးခြင်းကြောင့်ဖြစ်သည်။ခြေခွေဗားရာရှိသည့်နေရာကိုလမ်းညွန်ပြသနိုင်ပြီဆိုလျှင် ဒေါ်လာ4000ပီဆို9000ပေးမည်ဖြစ်ကြောင်းဘိုလီးဗီးယားအစိုးရ၏ကြေညာချက်ကို ရေဒီယိုမှထုတ်လွှင့်နေရာချွေကွေဗားရာပုံအောင်နေသောနေရာကိုတည်သူလေသမားမှဒေါ်လာ4000ထိပေါက်ခြင်းဖြစ်သည် အော်တိုဘာ၈ရက်ပစံလိုခြင်းသူလေသမားပေးသောတည်င်းအချက်အလက်အရချွေကွေဗားရာပုံခိုနေရာသို့ဘိုလီးဗီးယားစစ်သားတွေချင်းကပ်လာသည်ဤတွင် ဝမ်းနဲ့ကြေကွဲစရာကမရှိစင်းရဲသားလေသမားတွေအတွက်ခေါင်းပုံဖြတ်ဂုံသွေးစုံနေသော အစိုးရကိုတနက်ကန်၍တော်လန်နေသူက သူချစ်သော လေသမားသူ၏တစ္ဆာဖောင်းမှုကြောင့်ပင်ကြက်ကလေးငှက်ကလေးလိုအဖမ်းခံရလေသည်ဒီနေ့မှာတော့ဆံမလေးကအခန်းနှခန်းကိုဖျက်ပြခဲ့တာဖြစ်ပါတယ်နောက်ရက်တွေမှာလည်းခြေကွေပါရရဲ့အထုပ်ပတ်ဒီအစုံလေးကိုဆက်လက်ပြီးဖျက်ပြသွားပါဖြစ်တဲ့ကြောင့်မလို့နားဆင်ပေးကြပါအောင်ရှင် ပြည်သူများ၏တင်ပါရဲ့ရှင့်